အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လုပ်ပြမယ့်ဗီဒီယိုက KitKat မှာမြန်မာစာမှန်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ပေါ့နော် KitKat မှာမြန်မာစာမမှန်ဘူးဘယ်လိုလုပ်ရမလဲဆိုတဲ့ဗီဒီယိုကိုကျွန်တော်ဒီနေ့လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူဗီဒီယိုလေးကိုဆောင်းကြည့်လိုက်ရအောင်လုပ်နေရတော့အရန်လွယ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဖုန်းရဲ့ setting တွေကိုတွားရပါမယ်အဖုန်းရဲ့ setting တွေကိုတွားမယ်ပြီးလို့ရှိရင်နည်းနည်းလေးဆွဲတင်လိုက်မယ်ပေါ့နော် ဒီမှာ identity setting ဆိုတာရှိရဗျာအဲ့ဒီ setting လေးထဲကိုသွားမယ်ပြီးလို့ရှိရင် region မှာကျွန်တော်တို့အိန္ဒိယဆိုတာကိုရွေးပေးလိုက်ရမယ်ပေါ့နော်အရန်ကြီးမရှာခြင်းဘူးဆိုလို့ရှိရင်လည်းဒီနေရာမှာ search box မှာဒီအိန္ဒိယဆိုပြီးတော့ရိုက်ရှာလို့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးအမှန်ချက်လေးတွေ့ရမယ်ဒါကိုပြောင်းပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့တွေ့ရမှာကဒီ မှာ TTA မီဆိုပြီးတော့အဲ့ဒီ app လေးတစ်ခုလိုတယ်ဗောနော်အဲ့ဒီမြန်မာ found app လေးတစ်ခုလိုတယ်အဲ့ဒါကတော့ Play Store ထဲကိုသွားပါ Play Store ကနေပြီးတော့တိုက်ရိုက်ဆွဲလို့ရပါတယ်ဗောနော် Okay အဲဒီနေရောင်လေးဗောနော်ဒီကောင်လေးဒီကောင်လေးကိုကျွန်တော်တို့ download ဆွဲပြီးပြီဆိုလို့ရှိရင်တခါတယ် open လုပ်လိုက်ပါဗောနော်ကျွန်တော်ကတော့ဒီကနေပြီးတော့ပဲ open open လုပ်လိုက်မယ်ပေါ့ပြီးလို့ရှိရင်ဒီမှာ change font ဆိုပြီးတော့ရှိရဲအဲ့ဒါလေးကိုနှိပ်မယ် အဲ့ဒါလေးကိုနှိပ်ပြီးပြီဆိုတာနဲ့ဒီဒီ theme style ကိုရောက်တယ်နော် theme style ကိုရောက်တယ်ဒီဒီ theme ကကျွန်တော်တို့ဒီကောင်လေးပေါ့ဒီကောင်လေးဟုတ်ပြီနော်ဒီကောင်လေးထဲကိုရောက်တယ်ဒီကောင်လေးထဲကိုရောက်ပြီးတော့ဒီကောင်လေးထဲကိုဝင်လိုက်မယ်ဒီ theme style ကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီအောက်နာကညာဘက်ဒေါက်ဆွန်လေးမှာပေါ့နော်ဒီညာဘက်ဒေါက်ဆွန်လေးမှာ my account ဆိုပြီးတော့ရှိတယ်အဲ့ဒီ main account ထဲကိုရောက်ပြီဆိုတာနဲ့ဒီမှာ font ဆိုတဲ့အားလေးကိုနှိပ်မယ် ဟုတ်ပြီနော်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ zoji time ဆိုပြီးပေါ့ဆိုထုတ်ပြီးတော့ပေါ်နေတယ်ပေါ့နော် zoji ဆိုပြီးတော့ပေါ်နေတယ် tai time ပေါ့ဆိုတော့အဲ့ဒါကရှိလားဆိုတော့တချို့ဖုန်းတွေမှာလည်းရှိရတယ်တချို့ဖုန်းတွေမှာလည်းမရှိဘူးမြန်မာစာမရတဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ဖုန်းမှာကကြတော့ကျွန်တော်လုတ်ထားတာကကျွန်တော်ဖုန်းမှာကျွန်တော်လုတ်ထားတာက zoji မဟုတ်ဘူး unicode လုတ်ထားတယ် unicode ကိုသူက support မလုပ်ဘူး အဲဇိုဂျူပဲသူက support လုပ်တယ်ပေါ့နော်ဆိုတော့အဲကျွန်တော်ဒါလေးဒါလေးကိုကျွန်တော်တစ်ချက်လောက်စမ်းပြမယ်နော်အဲကျွန်တော်မှကြာတော့ဒါကတော့ holding ပေါ့ unicode ပေါ့နော် unicode နဲ့တုံထားတာ unicode နဲ့တုံထားတာကိုကျွန်တော်ဒီမှာရေးတာကြာတော့အမှန်ပဲပေါ့နော်ဆိုတော့မင်းပြီးတော့ဂလာပါ ဟုတ်ပြီနော်အဲဒီလိုမျိုးလေးဖြစ်နေမယ်ပေါ့ဒီလိုမျိုးလေးဖြစ်နေရဆိုလို့ရှိရင်တော့အစာကမမှန်ပါဘူးမမှန်တဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဆိုဆိုနာကဒီ setting ဒီနေရာလေးမှာပေါ့နော်ဒီမှာ zoji time ကိုဆိုတဲ့ဟာလေးကိုအမှန်ကြီးပေးလိုက်မယ်ပြီးလို့ရှိရင်အောက်ဆုံးမှာ apply ဆိုတာလေးရှိတယ်အဲဒီ apply လေးကိုနှိပ်မယ် okay apply နှိပ်ပြီးပြီဆိုတာ ਨੇ အပရိုင်းနှိပ်ပြီးပြီဆိုတာနဲ့မလုပ်ရမလဲဆိုတော့ပြန်ထွက်လိုက်မယ်ပေါ့နော်ပြန်ထွက်လိုက်မယ်ပြီးလို့ရှိရင် setting တဲ့ကိုထပ်သွားမယ် setting တဲ့ကိုထပ်သွားပြီးတော့ဒီဆောဆောနာကကျွန်တော်တို့ဒီ identity setting တဲ့ကိုထပ်သွားမယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာ language in input ဆိုတာလေးရှိရယ်ပေါ့နော်ဆိုတော့ဒီမှာ correct keyboard ဆိုတဲ့နေရာမှာကျွန်တော်တို့ ဒီပကံ keyboard ကိုယူပေးရမယ်ဗောနောပကံ keyboard မရှိလို့ရှိရင်ဒီ play store ကနေပြီးတော့ဆွဲလိုက်ပါဗောနော play store ကနေပြီးတော့ဆွဲလိုက်ပါ okay ဟုတ်ပြီเนาะဒီဒီပကံ keyboard လေးကိုဆွဲလိုက်ပါဗောနောဆိုကြည့်ဆိုလို့ရှိရင်တော့ဒီဒီ keyboard နဲ့ရိုက်မှာပဲအဆင်ပြေမှာမလို့ပါ ဆိုတော့ကျွန်တော်ကတော့ပကံကီးဘုတ်လေးကိုရွေးပေးလိုက်တယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာတစ်ချက်လောက်စစ်မယ်โอเคအမှန်ကြီးလေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရေးလို့ရနေပြီဗောနော်ရေးလို့ရနေပြီဆိုတော့အာကစ်ကတ်ကိုတစ်ခါထပ်လာမယ်ခေါ်စက်ညညာလေးနည်းနည်းဝင်နေတယ်ခဏလေး โอเคကျွန်တော်တို့ကက်ကက်ကိုတစ်ခါထပ်လာမယ်ကက်ကက်ကိုတစ်ခါထပ်လာပြီးတော့ဒီတက်တက်ဖောင့်လေးနဲ့ကျွန်တော်တို့အရင်ဆုံးစမ်းကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့မမှန်သေးဘူးပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့က Unicode keyboard နဲ့ရေးထားတာဖြစ်တဲ့ခါကြတော့လေဆိုတော့ဒီမင်္ဂလာပါကိုကျွန်တော်တို့ဒီပကံ keyboard နဲ့ဆက်ရေးရမယ်ပေါ့နော် sorry ပကံ keyboard ကိုကျွန်တော်တို့ပြောင်းပြောင်းပေးရမယ်ဒီမှာ Gboard ဖြစ်နေတယ်ပေါ့နော်ဒီနေရာမှာပကံ keyboard ဆိုတာလေးပြောင်းပေးရမယ် สิกเฟสติวัลที่จะมาเขย่าผ่านหน้าด่านอำเภอขนอมให้โอเคပကံကီးဘုတ်လေးပြောင်းပေးရမယ်ဗောနောပကံကီးဘုတ်လေးပြောင်းပြီးပြီဆိုတာ ਨੇ ပကံကီးဘုတ်လေးပြောင်းပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့စပြီးတော့အစမ်းရေးကြည့်လို့ရပြီဗောနောအစမ်းရေးကြည့်လို့ရပြီ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စမ်းရေးကြည့်လို့ရပြီဗောနော်စမ်းရေးကြည့်လို့ရပြီ မင်္ဂလာပါကိုဒီနားလေးမှာရေးလိုက်မယ်ဗောနော်မင်းဟော sorry ယူနီကိုနဲ့မှားနေလို့မင်းဂလာပါဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင်တော့ဒါကိုရေးချင်တယ်လို့ရေးလို့ရနေပြီဗောနော်ကိုကိုရေးချင်တယ်လို့ရေးလို့ရနေပြီဒါကိုအတီးပြလိုက်မယ် နောက်တစ်ကြောင်ထပ်ရေးမယ်ပေါ့နောက်တစ်ကြောင်ထပ်ရေးမယ်ဆိုတော့နေကောင်းလာအဲအဲ့လိုလေးရပါမယ်ပေါ့နော်ဆိုတော့ okay ဒီသဘောမပေါက်လို့ရှိရင်လည်းနောက်ထပ်တစ်ခါပြန်ပြီးတော့ကြည့်ဖို့ပြောချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီနီးလေးအတိုင်းနဲ့ပဲအဆင်ပြေတဲ့ခါကြတော့လေအဆင်ပြေတဲ့ခါကြရတယ်ပြီးလို့ရှိရင်ဒီဘက်မှာ fault ဖောင့်ရက်ဒီစတိုင်လေးတွေကတော့ကိုယ့်ဘက်ကိုရွေးယူလို့ရတယ်ပေါ့နော်โอเคအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာအကုန်လုံးအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ကြရအောင်ပါ